ဆိုင်နမယ်ကြားလိုက်ုံနဲ့ယင်ထဲမှာ click click ဖြစ်ပြီးတော့ယင်ဘာတွေခုန်သွားစေရမယ် Ladies and gentlemen I present to you ခမည်းလေး house Hello everyone အရှိခစ်ပါတယ်ဒီနေ့ကျွန်တော်ရရှိနေတာကတော့စွာကနေပြီးတော့မနေ့ကမှအတင်းဆက်ဆက်ထပ်မံခွင့်လေးလိုက်တယ်ခမားလင်း food house ကိုရောက်နေတာဖြစ်တယ်ပေါ့နော်ဆိုတော့ဒီဆိုင်ရာဆိုလို့ရှိရင်ကျွန်တော်တို့ဈေးကြိုးတောင်ပိုင်းလမ်းတက်ပြီးသွားတဲ့လမ်းမကြီးမှာတည်ရှိတာပေါ့နော်ဆိုတော့ဆိုင်အတင်းဖြစ်တဲ့တော့ဒီဆိုင်မှာဆိုလို့ရှိရင်ဘယ်လိုမီနူးတွေရလဲဈေးနှုန်းတွေရောဘယ်လိုရှိလဲအရာတာရောဘယ်လိုရှိလဲနောက်ပြီးတော့ဆိုင်ရဲ့ decoration တွေရောဘယ်လိုရှိလဲဆိုတာကိုကျွန်တော်လည်းတူတူလိုက်ပါစဉ်းညောခံစားပြကြပါအောင်ခင်ဗျာ င်ထဲဝင်ဝင်ချင်းမှာပဲစိုင်ဖွဲ့စီပုံတွေ decoration တွေရတခြားစိုင်တွေနဲ့မတူပဲ unique ဖြစ်တာကိုတည်တည်ထားမိရယ်မီဝဝတွေအောက်မှာမှာထိုင်ကုန်တွေအခန်းတွင်းနိုင်ရန်တွေတိုင်လုံးတွေအပြင် tissue box တွေကိုလည်းကြိမ်တွေနဲ့ရက်လုပ်ထားတယ်ထက်ရှိသေးတာကမီးဆိုင်တွေကိုပါကြိမ်တွေဝါးတွေနဲ့အလှဆင်ထားတဲ့အတွက် vintage season vibe လေးလေးရရှိပါတယ် ခမားလေးဆိုင်ကမနေရာမှာစဖွင့်တာဆိုတော့မိညိုးအစုံတော့မရသေးတဲ့အကြောင်းကိုဆိုင်ဝန်ထမ်းတယောက်ကအကျိုးအကြောင်းလာပြောပြခဲ့ပါတယ်။ဒါကြောင့်ရားနိုင်တဲ့မိညိုးတွေထဲမှာကောင်းလောက်မဲ့ထင်တဲ့မိညိုးတွေကိုရွေးချယ်မှယူလိုက်ပါတယ်။ကျွန်တော်တို့မှာထားတာတွေလည်းရောက်ပြီဆိုတော့ကျွန်တော်တို့အရာတာတွေကိုလိုလဲဆိုတာကိုသိအောင်စမ်းစာကြည့်မယ်เนาะအရင်ဆုံးကျွန်တော်မှာထားတာတွေကကြာတော့ခောက်ဆင်းနဲ့ပတ်သက်ပြီးတော့စီကြခောက်ဆင်းမှာထားတယ် ထမင်းထဲမှာဆိုလို့ရှိရင်တော့ကျွန်တော်ထမင်းသုံးမိထားတယ်။ coffee ကိုကြတော့ပူထဲမှာဆိုလို့ရှိရင်တော့ coffee မိုခာမှလာတယ်။ coffee အေးအေးလေးနဲ့စမ်းတောက်ကြည့်နေတာကြောင့် coffee make fried လေးလည်းမှာထားတည်တယ်ပေါ့လीနော်။ ဒီအစားအသောက်ရဲ့အပြင်ဆင်ကကြည်ရနေတယ်လို့စားခြင်းစရာဖြစ်တယ်ပေါ့လေပြီးတော့တို့မှာကြ Chocolate Holder မှာဆိုလို့ရှိရင်လည်းတို့ရဲ့ sign brand ဖြစ်တဲ့ခမားလေးဆိုတဲ့ brand name ကိုလည်းထည့်ထားတွေ့ရတယ် Coffee Cup Holder မှာလည်းပေါ့နော်ခမားလေးဆိုတဲ့တို့ရဲ့ brand name လေးကိုရေးထိုးတာကျွန်တော်တွေ့ရမှာပေါ့နော်အခုကျွန်တော်တို့အရာဓာတ်လေးစမ်းစားကြည့်မယ်နော် ဆွာလို့ပြောလိုက်ကြတယ်ဟွာသူရဲ့အရာဓာတ်နဲ့ပတ်သက်ပြီးကျွန်တော်တို့စိတ်ကူးနေစရာမလိုဘောနော်ဒီတစ်ခုလည်းအဲ့တိုင်းပဲစီကြခောက်ဆွဲကိုတင်းနဲ့သူအဆက်ဟတ်တယ်တဲ့ခောက်ဆွဲရဲ့အကြံတော်ကလည်းအနီတော်ပဲတော်တော်လေးကောင်းတယ် ဒီစီကြက်ကတော်တော်လေးကောင်းတယ်ကျွန်တော်ဒီစီကြက်ကို rating ပေးရမယ်ဆိုလို့ရှိရင်9.4 out of 10တော့ပေးပါတယ်ကျွန်တော်ထမင်းတော့ကြီးကြီးရမယ်နော်ခုအကြတော့အဲနည်းနည်းအဆက်ဖက်သွားတယ်ပေါ့အဆက်ကြိုက်တဲ့လူတွေတော့ဆိုလို့ရှိရင်ပို့ပြီးတော့တင့်တော်တယ်ပြီးတော့ထမင်းတော့မှာမှာတို့အခုနောက်က စီချက်ခောက်စုံမှာပါရူမျိုးပဲစာကင်းကျွတ်ကျော်လေးကိုလည်းထည့်ပြီးတော့တုတ်ထားတွေ့တယ်ပေါ့နော်တော်လေးကောင်းနေကျွန်တော်ဒီသမီးတော့ rate တီးပေးရမှဆိုလို့ရှိရင်တော့9.4 out of 10ပေးပါတယ်အိုင်စမစ်ဖရိတ်อืม ပထမထင်လိုက်တာက coffee mix ဆိုတော့ဗျာချိုစင်းစိတ်လေးဖြစ်မှထင်တာဒါပေမဲ့သူရဲ့အရာတာခါတက်တက်လေးဖြစ်တယ်ပေါ့နော်ချိုရဲ့အရာတာအစက်ရဲ့အရာတာလည်းရတယ်ကျွန်တော်ဒီ coffee mix freight ကို ready ပြရမယ်ဆိုလို့ရှိရင်တော့8.9 out of 10ပေးပါอืมหมูค้าတော့หมูค้าอย่าด่าวะเนาะ ချိုးစစ်စိတ်လေးကျွန်တော်ကကော်ဖီတောက်မယ်ဆိုလို့ရှိရင်တနိတာရဲ့စိတ်ခံစားချက်ပုံကြီးပြီးတော့ကော်ဖီမျိုးစားရွေးတောက်တယ်ဒီနေ့ကျတော့ကျွန်တော်အချိုတက်လေးလည်းလိုတဲ့အတွက်ကြောင့်မိုကာလေးပဲမှာလိုက်တာอืมอืมကျွန်တော်တခြားအစားအသောက်တွေကိုပါစောက်လိုက်တော့ဒီကော်ဖီကနည်းနည်းတော့အေးသွားတယ်ပေါ့နော်ပူပူလေးဖြစ်ရင်တော့ဒီထက်ပိုပြီးအရလာကောင်းတော့တယ်ဆိုတော့ကျွန်တော်ဒီကော်ဖီမူကာကို rate ပြရမှာဆိုလို့ရှိရင်8.9 out of 10ပေးပါတယ်ဒါဆိုရင်ကျွန်တော်လက်ကြံလေးကိုဆက်ပြီးစားလိုက်ပါဦးမယ် 到大的地下房，它是不让我们点地方。